ဲမင်္ဂလာပါချင်းရက်ဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်မလ17ရက်နေ့အတွက်ခေါင်းနှုံးတို့ချင်းရက်ဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့စာမတင်းနဲ့တင်ဆက်ပေးမဲ့သတင်းတွေကတော့တိုင်းပအဖနဲ့ CDF တိုင်းကိုအရေးပေါ်အခြေအနေမှာ Starlink Internet အခမဲ့အသုံးပြုခွင့်ပေးဖို့ထုတ်ပြန်တဲ့သတင်းကလေးမျိုးနဲ့တောင်ပိုင်းကစပေးရှောင်များနေရမပြန့်နိုင်သေးပဲစားနိုင်ရိတ်ခအကူငွေတွေလိုအပ်နေတဲ့သတင်းနဲ့ ပလဝချာတာကိုရေးဆွဲအတည်ပြုပြထန်လိုက်ပြီလို့ IKACC PC ဆိုစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအခုဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းနယ်နယ်တောင်ပိုင်းတိုင်းဒေသန္တရကောင်စီ TRC ရဲ့ထိန်းချုပ်နယ်မြေအတွင်းတိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ CDF တိုင်းတို့ကို Starlink အင်တာနက်အခမဲ့30ခွင့်ပြုဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။တိုင်းဒေသအတွင်းရှိ Starlink အင်တာနက်ပိုင်ရှင်တွေအနေနဲ့ တိုင်းအုပ်ချုပ်ရေးအဖွဲ့ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ရဲဘော်ရဲမဲတွေကိုအခမဲ့အသုံးပြုခွင့်ပြုဖို့မလ9ရက်နေ့ကတိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်တာပါတိုင်းပြည်နဲ့ဒေသအများရဲ့အကျိုးအတွက်လဆမဲ့ခက်ခက်ခဲခဲပေးဆက်အနစ်နာခံကြတဲ့ရဲဘော်တွေပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေကောင်စီဝင်တွေအတွက်လုပ်ငန်းအစဉ်ပြေချောမွေးမှုရှိဖို့တိုင်းဒေသတစ်ခုလုံးကိုညွှန်ကြားထားတာဖြစ်ပါတယ် တရင်တစ်ဖွဲ့တိုင်းမှာလဲ wifi တက်စင်ပေးထားတာဖြစ်လို့လမ်းကြုံမှအရေးပေါ်မှသုံးဆွဲဖြစ်ကြမှာပါ wifi ပိုင်ရှင်တွေအတွက်လဲအများကြီးနစ်နာစရာမရှိပါဘူးအဖွဲ့အစည်းနဲ့လူထုကအမြဲအမီသည်ဟဲပြုတ်ကြရမှာဖြစ်ပါတယ်လို့ဓာတ်ဒေသန္တရကောင်စီပြောရေးဆိုခွင့်ရှိသူ Slime Crispon ကပြောပါရီး တိုင်းဒေသန္တရအစိုးရတိုင်းဒေသန္တရဘီသူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေဌာနအသီးသီးမှတာဝန်ပေးထားတဲ့ပုဂ္ဂိုလ်တွေနဲ့ CDF တိုင်းကနေတက်ရင်တက်ဖွဲ့တွေလုပ်ငန်းကိစ္စဆောင်ရွက်လိုပါက Starlink Internet ကိုအခမဲ့သုံးစွဲခွင့်ပြုရမယ်လို့ဆိုပါရီဒိုင်းဒေတာအတွင်ဒေတာခံပီသူတွေအနေနဲ့ Starlink Internet ကိုအသုံးပြုလိုပါကတနအိမ်မှာ7000ကနေ3000အထိပေးရတယ်လို့သိရပါရီ တိုင်းဒေသက Starlink Internet Line ပိုင်ရှင်တချို့ဟာ Starlink ကိုတန်ဖိုးကြီးမားစွာဝယ်ယူပြီးရင်းနှီးထားရမှုနဲ့ bill ပြန်ဖြေရမှုတွေကြောင့်အခမဲ့သုံးစွဲခွင့်မပြုလို့ပဲထိုက်တဲ့နဲ့အခကျင်းွေပေးစီလိုတယ်လို့လည်းပြောပါရီချင်းပြည်နယ်တောင်ပိုင်းပလောဝမင်းတပ်ကမ်ပလက်နဲ့မတူပီမြို့နယ်တုံမှာတိုင်းဒေသကကောင်စီဟာတိုင်းဒေသပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်းပြီးအုပ်ချုပ်ရေးရန်ရာတွေဖော်ဆောင်လဲပတ်နေတာလည်းဖြစ်ပါရီရှင် နောက်သတင်းတပုတ်ကတော့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုကြောင့်စစ်ဘေးတိမ်းရှောင်နေရတဲ့ဒေသခံပြည်သူတွေဟာနေရပ်ပြန့်နှိုင်ခြင်းမရှိကြသေးပဲစားနှိတ်ရိတ်ခါတွေပြက်လက်လာခြင်းကြောင့်အကူအငြိတွေလိုအပ်နေတယ်လို့သိရပါတယ်။တလပိုင်း30ရက်နေ့ကစပြီးလီယင်ဘုံကျဲတာအခု3လပိုင်းရှိပြီးပေကမှအလှူရှင်တွေလည်းမရောက်လာဘူးအခြေခံလူတန်းစားတွေကတော်တော်လေးခက်ခဲနေပြီး တောကျတောင်ကြားထဲခြောင်ပေးမြောင်းပေးတွေမှာနေရတယ်ဆိုတော့ရေကမတန်အခက်ခဲတွေကိုမှတော်တော်လေးဖြစ်နေကြတာကျမရေးကမကောင်းရေးကအခက်ခဲဖြစ်စာဝတ်နေရေးကလည်းပို့ပြီးတော့လိုအပ်နေအခြေခံလူတန်းစားတွေကတော်တော်လေးခက်ခဲနေတာအစံတပြေစနပြေစနဲ့တော့ရှိပေမဲ့လုံခမှုတော့မရှိဘူးလို့စပေးတိတ်ဆောင်နေတဲ့ကုကိုကြီးရဒေသခံတူကပြောပါတယ် ကလေးမြောင်နဲ့တောင်ပိုင်းမှာဇန်နဝါရီလ31ရက်နေ့ကစပြီးစစ်ကောင်စီအားလေကြောင်းကနေစစ်တိုက်ပုံကျဲတိုက်ခိုက်မှုကြောင့်ချေးရွာ15ရွာခန့်ကဒေသခံပြည်သူတထောင်ချော်ဟာအရေးပေါ်စစ်ဘေးတန်းရှောင်နေကြတာ3လနေပါရှိလာပြီလေဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်သွေးရေးဖုန်းကြိုးတွေတက်တော့ပြီးစားနပ်ရိက္ခာအကူငယ်တွေရရှိဖို့အလှရှင်တွေကလေးမြုံနယ်စပေးဆောင်ကိုငီသူတွေနဲ့စစ်သွေးဖို့လဲအခက်အခဲတွေကြုံတွေ့နေကြရတယ်လို့စပေးတိန်ဆောင်သူတွေထံကနေသိရပါတယ် လက်ရှိမှာလည်းကလင်းမြုံနယ်တောင်ပိုင်းမှာစစ်ကောင်စီဟာနေ့စဉ်နေပါလေကြောင်းကနေကင်းလှည့်ကပုံကျဲချင်းတွေလည်းပြုတ်လုံနေသေးတာကြောင့်ကျေးရွာအတွင်ပြန်လည်နေထိုင်ဖို့ကလည်းခက်ခဲနေတာဖြစ်တယ်လို့၎င်းစစ်ဘေးရှောင်ကပြောပါရယ်။အခုလောလောဆယ်အထိတော့ကိုကိုရှာတော်ရေရှင်မြစ်တောင်အရှိဘက်ကတော့အကုန်လုံးရှောင်နေရတော့မှကိုကိုလည်းသာရှာတော်တွေကတော့တော်တော်လေးခက်ခဲနေတာပေါ့။ရွာထဲကိုဝင်လို့ကိုမရသေးတာ။ လီရင်တွေကလည်းနေရောညောဝဲနေတာဆိုတော့မနေရဘူးတောထဲတောင်ထဲမှာဝဲရင်လည်းဝစ်နေရတာအဲ့ဒါကြောင့်ရှောင်တိန်နေရတာလို့၎င်းကပြောပါတယ်ကလေးမြုပ်တောင်ဝိုင်းရှိစပေးရှောင်ပြီးသူတွေဟာတောက်သုံးရင်မတန့်ရှင်းမှုကြောင့်ဝမ်ကျဝမ်လျှော်ယောဂါတွေဖြစ်ကကျမကြီးကိုသားမှုအတွက်စေဝါအကူငင်းစံအပါဝင် စားနှက်ရိတ်ခါအကူငင်းမိုးကဆိုလာပြားတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ပလောဝမြို့နယ်အခြေဆိုင်ချင်းတော်လှန်ရေးအင်အားစုဟာຫນွေဦးတော်လှန်ရေး၄နှစ်ရှိလာချိန်မှာပလောဝကောင်စီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း Charter of Plawa ကိုရေးဆွဲအတည်ပြုပြဋ္ဌာန်းလိုက်ပြီးဖြစ်ပါသည်မလ6ရက်နေ့နဲ့9ရက်နေ့မှာကျင်းပတဲ့ကြားကာလခုံမင်းချင်းမျိုးနယ်စုများရေးရအတိုင်းပင်ခံကောင်စီ IKACC ပလဝကောင်စီ PC တို့ရဲ့တတိယကြိမ်မြောက်ငီလာခံမှာအတည်ပြုနိုင်ခြင်းဖြစ်ပါသည် ပြည်သူနဲ့ပူးပေါင်းပြီးဒီချတာကိုချမှတ်တာဖြစ်ပါရယ်စီလုံးငင်ညွှန်းမှုနဲ့ပြည်သူရဲ့သဘောထားတော်လိုင်းရင်အင်အားစုရဲ့သဘောထားဘာသာရေးအဖွဲ့တွေရဲ့သဘောထားစတဲ့အကုံလုံးစုပေါင်းပြီးမှဘလောကမြို့နယ်မှာအကောင်းဆုံးဘလူမျိုးဆောင်ရွက်ကြမလဲဘလူခိုင်မာအောင်တည်ဆောက်ကြမလဲဆိုတဲ့အဖြေရှာတဲ့အခါမှာဒီချတာလေးနဲ့ကျွန်တော်တို့ကချမှတ်ခဲ့တာဖြစ်ပါရယ်တစ်ဖက်ကိုစိုးစိုးဝါးဝါးတုံ့ပြန်မဲ့ဟာလည်းမရှိပါဘူးအခုချိန်မှာအများကြီးစိန်ခေါ်မှုတွေရှိတယ် တီချာတာအရဖြည့်ရှင်းနိုင်မဲ့နေလန်ကောင်းလဲဖြစ်နိုင်ရင်ဖြစ်နိုင်မယ်လို့ရည်ရွယ်ပြီးမှပလောကပီသူလူထုတွေအကောင်းဆုံးလိုလားတဲ့ပလောကရဲ့ငကူမူလပလောကဖြည့်စေခြင်းနဲ့ချာတာပဲဖြစ်ပါတယ်လို့ INKACCPC ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် INKACCPC တို့အနေနဲ့ယခင်ကရေးဆွဲထားတဲ့အခြေခံဖွဲ့စည်းပုံမူကျမ်းတွေကို အခြေခံပြီးယနေ့အခင်းချင်းနဲ့သွားနိုင်မဲ့လမ်းကြောင်းကိုပြင်ဆင်ရေးဆွဲချမှတ်ပြီးအတည်ပြုနိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါပါတယ်။ ဘလောချာတာထဲမှာကာကွယ်ရေးကျန်းမာရေးပညာရေးလမ်းမစစ်သွေးရေးအပါဝင်ဌာနစစ်တခုရှိပြီးပုတ်ချုပ်ရေးရန်နရာကို အကောင်းဆုံးလေပတ်နိုင်ဖို့ရေးဆွဲထားတယ်လို့သိရပါတယ်။ငီလာခန်တွင်မှာ NKSC PC ရဲ့ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့စည်းမျဉ်းတွေကာကွယ်ရေးမူဝါဒနဲ့ပဏာယီဆိုင်ရာမူဝါဒနဲ့လှုပ်ထုံးလုပ်နေတွေကိုလည်းရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ်။ လောဝမြို့နယ်မှာပလောဝမြို့နဲ့စမီးမြို့အပါအဝင်ဒေသခံအချို့ကိုအရခတက်တော် ULAAA ကအုပ်ချုပ်ရေးရန်ရလဲပတ်နေကြောင်းတစ်ဖက်မှာလည်း DRC CDF တိုင်းအဖွဲ့ကလည်းပလောဝမြို့နယ်အထက်ကကျေးရွာတချို့မှာအုပ်ချုပ်ရေးရန်ရတွေကိုလဲပတ်လျက်ရှိနေကြောင်းသိရပါတယ်အင်ကီ ACC PC ဟာလေပလောဝမြို့နယ်မှာဈေးရွာပေါင်း300ကျော်ထဲက100နီးပါးမှာပလောဝချာတာနဲ့အုပ်ချုပ်ရေးရန်ရာတွေကိုဆောင်ရွက်သွားမှာဖြစ်ပြီး ပလောဝချာတာကိုပလောဝမြို့နယ်တစ်ခုလုံးကိုလွမ်းခြုံတဲ့ချာတာအဖြစ်ရေးဆွဲထားတယ်လို့ INCCPC ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါရီပလောဝမှာစစ်ကောင်စီကမရှိတော့တဲ့အချိန်မှာအုတ်ချုပ်ရေးရန်ရာက ULAAA ကလည်းဒေသခုနှစ်ခုဖွဲ့ပြီးတော့လေပတ်တာလည်းရှိပါတယ်တိုင်းတွေအနေနဲ့လည်းအုတ်ချုပ်ရေးလေပတ်တာတွေရှိတယ် ကျွန်တော်တို့လည်းရှိတယ်အစိမ့်စိမ့်အမွှမွှစောစောကပြောတဲ့ပြင်းနေအဆင့်ညုနေအဆင့်တွေကအပြိုင်မှုတွေရန်ရရလေပတ်မှုတွေရှိလာတဲ့အချိန်ကြတော့အရင်က AKSC နဲ့တော့သွားလို့မရတော့ဘူးအခုကကိုစီကိုကံကြမကိုဖန်နေတဲ့အုတ်ချုပ်ရည်ရန်ရလေပတ်မှုမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းပလောကနယ်မှာခိုင်မာတဲ့ charter တခုတော့လူပြီးမူဝါဒတွေလိုတယ်ဆိုပြီးအဓိကလူထုကိုအကောင်းဆုံးဝင်ဆောင်မှုပေးနိုင်တဲ့အုတ်ချုပ်ရည်ရန်ရကိုဖော်ဆောင်ဖို့လုပ်တဲ့ charter လို့ပြောချင်ပါတယ် တေချာတာမှာရေးဆိုင်ထားတဲ့ဟာကပလောဝမြို့နယ်တစ်ခုလုံးနဲ့လွမ်းချုံနဲ့ချာတာကိုပဲရေးဆိုင်ချမှတ်တာဖြစ်ပါတယ်လို့ INKSCPC ရဲ့ကြော်ရေးဆိုခွင့်ရှိသူကပြောပါတယ်တရိယာအကျဉ်းကြီးလာခါမှာ IKSCCPC အလို့အမှုဆောင်များဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူတွေတက်မှုတွေဒေသအလိုက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကျင်းရွာကိုယ်စားလှယ်တွေနဲ့လေလာသူတွေစုစုပေါင်းငလာခံကိုယ်စားလှယ်306ဦးတက်ရောက်တယ်လို့ IKSCC ထံကနေသိရပါတယ် IKSCPC ရဲ့2025-2026ခုနှစ်အလုပ်အမှုဆောင်တည်တွေ့ရွေးချယ်တင်မြောက်ခြင်းတနှစ်တာနိုင်ငံရေးအစီရင်ခံစာ တင်ပြခြင်းဌာနဆိုင်ရာအသီးသီးရဲ့တနှစ်တာလုပ်ငန်းအစီရင်ခံစာ တင်ပြခြင်းတို့ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ် အာနာရှင်စနစ်ဟူသည်မပပြောင်းရင်နိုင်ငံရေးနဲ့အမျိုးသားတန်းတူမှုရရှိစေရေးနဲ့မြို့နယ်စုများအကြားတန်းတူငင်းများမို့တရားမျှတမှုရှိတဲ့ချင်းပြေတင်ဆောက်ရေးကုကြမကုဖန်ဒီခွင့်အာမခံချက်ရှိတဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်လာရေးဆောင်ရွက်မယ်လို့ INCC ကဆိုပါတယ် ကျေရင်းပြေပါပလောဝမြို့နယ်လူထုချင်းပြေအတွင်းရှိတွန်လိုင်းရင်အားဆိုရင်နိုင်ငံအတွင်းအခြားတွန်လိုင်းရင်အားဆိုရင်နဲ့အတူလက်နဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းသိရပါရဲ့ရှင် ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်